Okay အားလုံးပဲမင်္ဂလာပါဗျာ MMC Computer Training Page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လောက်သွားပေးမယ့် knowledge sharing ကကျတော့ကိုလက်တော့ရဲ့မှာ generation ကိုဘယ်လိုစပြီးစင်လဲဆိုတာကိုကျွန်တော်ရှင်းပြတော့မယ်။ Okay ဒါဆို video လေးကိုအချိန်မဆွဲဘဲစတာ။ Okay ဒါဆိုကျွန်တော်တို့တွေကိုလက်တော့ရဲ့မှာ generation ကိုစစင်မယ်ဆိုလို့ရှင်အရင်ဦးဆုံး RAM box ခေါ်မယ်။ RAM box ခေါ်တာကကျွန်တော် keyboard မှာပါတယ်။ Windows logo လေးနဲ့အားကိုပေါင်းနေပြလိုက်မယ်။ โอเคဒါဆိုဒီလိုမျိုး run box ကြာလာပြီဆိုလို့ရှင်ဒီ run box တွေမှာဘာရိုက်ထည့်ရမယ်ဆိုလို့ရှင်ဒီ open ဆိုတဲ့ search box မှာတို့ generation ဆင်းမှာဆိုတော့ DHDIAG ဆိုတဲ့ကောင်ကိုရိုက်ထည့်ပြန်အောင်โอเคဒါဆိုရိုက်ထည့်ကြည့်မယ် DHDIAG ဒီကောင်လေးရိုက်ထည့်ပြီးပြီဆိုလို့ရှင်ကျွန်တော် okay ဆိုတော့လေးနေပြလိုက်မယ်โอเคဒါဆိုဒီရဲ့မှာ DHDIAG ပေါက်ကြာလာပြီဆိုရင်ကျွန်တော်တို့အခု session တာက processor ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာ processor ဆိုရဲကောင်လေးရှာလိုက်မယ်။ Okay ဒါဆို D processor ဆိုရဲကောင်လေးတွေးပြီဆိုရင်ကျွန်တော်ဒီမှာ Intel R9 i5 ဆိုတာကကျွန်တော်ကိုလက်တော်မှာကျွန်တော်ဘယ်လိုပြောမလဲ processor ကိုပြောရတယ်။နောက်တစ်ခုကကျွန်တော် DB မှာ D i5 minus ရဲမှာအရှိကကောင်လေးကကျွန်တော်အရှိကကဏ္ဍကကျွန်တော်ကိုလက်တော်မှာ generation လေးဖြစ်တယ်เนาะ Okay ဒါဆိုဒီ laptop ရဲ့မှာ generation ကိုပြောပါဆိုလို့ရှိရင် ီ laptop generation ကနာမည်ရှိပဲဖြစ်ပါတယ် generation A လို့ပြောလို့ရပါတယ်ခင်ဗျာဆိုဒီ laptop ရဲ့မှာ CPU ကလည်း Intel CPU ဆိုတဲ့အကောင်းကြီးဖြစ်ပါတယ်ခင်ဗျာဆိုကျွန်တော်ဒီနေ့ပြုလုပ်ပေးတာတဲ့ knowledge sharing ကကျတော့ခု laptop ရဲ့မှာ generation ကိုဘယ်လိုဆင်လဲဆိုတာကိုပြောရပါပဲဖြစ်ပါတယ်ခင်ဗျာဆိုကျွန်တော်ရှင်းပြတော့နားလည်မယ်လို့ထင်တယ်ခင်ဗျာဆိုနောက်ဗီဒီယိုမှာပြန်ပြလိုက်ကြရအောင်